ချစ်ချင်းနဲ့ပျော်ရွှင်နေတာမဟုတ်ရင်တော့ပူလောင်တာပဲပေါ့နော်ဟုတ်လားဘာလို့ဆိုတော့ဒီစကားထဲမှာအလွန်အဆွေးရလို့တော့မပါဘူးအလျှော့မပေးကြဘူးတယောက်ပေါ်တယောက်နားမလဲကြဘူးအဲ့ခါကျတော့ဟိုဟာအမုန်းနေဖြစ်လာတာပေါ့နော်ဆိုတော့အိမ်တွင်းမှာမုန်းကြတဲ့ခါကျတော့ပို့ပြီးတော့ပူလောင်ပါတယ်နော်အပြင်မိတ်ဆွေတွေအနေနဲ့မဝေး လှဲ့မကြည့်လို့ရတယ်မဆက်ဆံလို့ရတယ်မခေါ်လို့ရတယ်မိသားစုတစ်ခုထဲမှာအချင်းချင်းမုန်းတဲ့အခါကျတော့ဟုတ်လားမခေါ်ခြင်းလဲမြင်နေရမယ်เนาะမပြောခြင်းလဲဒါတွေ့နေရမှာပဲเนาะဆိုတဲ့အခါကျတော့အားရပူပြီးတော့ပူလောင်ပါတယ်အဲ့ဒီအဲ့လိုမျိုးဟိုပူလောင်မှုလေးတွေဟိုပေါ့เนาะဒါသင်္ကန်းလာယူတတ်မယ်ဆိုရှင်လဲဒါသင်္ကန်းလာပေးတဲ့ကားလေးဇကားလေးဖြစ်ပါတယ်လို့ အမုံမြင်ကတော့ဘယ်လိုစကားလဲဆိုတဲ့အခါကျတော့မိသားစုဒရမာလေးပေါ့နော်မိသားစုဒရမာမှာမိသားစုတစ်ခုထဲမှာပဲဟလာဒီရောက်ခမနဲ့ချွေးမနဲ့ပေါ့နော်အမှန်ဆိုရှင်တော့ရောက်ခမနဲ့ချွေးမဆိုတော့ဒါကတော့မိသားစုဝင်နေဖြစ်သွားပြီလေချွေးမကလည်းဆိုတဲ့အခါကျတော့တယောက်နဲ့တယောက်ကဟိုအလျှော့မပေးကြဘူးတယောက်ပေါ်တယောက်နားမလဲကြဘူးအဲ့ခါကျတော့ဟိုဟာ အမုန်းတွေဖြစ်လာတာပေါ့နော်ဆိုတော့အိမ်တွင်းမှာမုန်းကြတဲ့အခါကျတော့ပို့ပြီးတော့ပူလောင်ပါတယ်နော်အပြင်မိတ်ဆွေတွေအနေနဲ့မဝင်လှမ်းကြည့်လို့ရတယ်မဆက်ဆံလို့ရတယ်မခေါ်လို့ရတယ်ဒါပေမဲ့မိသားစုတစ်ခုထဲမှာအချင်းချင်းမုန်းတဲ့အခါကျတော့ဟုတ်လားမခေါ်ခြင်းလဲမြင်နေရမယ်နော်မပြောခြင်းလဲဒါတွေ့နေရမှာပဲနော်ဆိုတဲ့အခါကျတော့အားရပူပြီးတော့ပူလောင်ပါတယ် အဲ့ဒီအဲ့လိုမျိုးဟိုပူလောင်မှုလေးတွေဟိုပေါ့နော်ဒါသင်္ကန်းသာယူတတ်မယ်ဆိုရှင်လဲဒါသင်္ကန်းသာပေးတဲ့ကားလေးစကားလေးဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါဟို true story ပေါ့နော်ဒီကံကရှင်ကိုရိုင်းလာပြောပြတဲ့အကြောင်းသူ့အကြောင်းလေးကိုကျွန်တော်တို့ကเออแซ่เองนี่ผ่วยไล่ตาบ่ดีสกาเด้มาบลูแล้วสรเอาบ่เอ่อ စိုးသွင်းတဲ့ရောက်ခမရဲ့လို့တော့မဟုတ်ဘူးနော်သူ့ဘက်ကကြည့်ရင်ဒါလက်ဖမိုးပဲကိုယ့်ဘက်ကကြည့်ရင်လက်ဖွားပဲနော်ချွေးမဘက်ကကြည့်ရင်ချွေးမမှန်တယ်နော်ချွေးမအနေနဲ့မှန်တယ်ရောက်တော့ဗราမဲ့ဒီအဖြစ်အပျက်ကိုပဲရောက်ခမဘက်ကကြည့်မယ်ဆိုရင်လည်းရောက်ခမကသူ့မှန်တယ်ပဲပြောမှာပဲလေနော်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာအမှန်ဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ဟလာဟိုနားလည်မှုသာပေးနိုင်မယ်ဆိုလို့ရှိရင်တော့ ဒါပြဿနာမရှိဘူးပေါ့နော်အဲ့ဒါကျွန်တော်ဟိုလာပြောပြတာမဟုတ်ဘူးအဲ့ဒါဇညိုးအဖွဲ့ကိုပြောသွားတာဟောဇညိုးအဖွဲ့နဲ့ producer စီမှာလာပြောသွားတာဆိုတော့ producer ကနေမှအဲကျွန်တော်ဟိုဒီ true story လေးတစ်ခုရှိတယ်ဆိုပြီးတော့ပြောပြရပြီးတဲ့အခါကျွန်တော်ရမ်းစိတ်ဝင်စားသွားတယ်အဲ့ဒီအတွက်ကြောင့်အဲဒီဇက်ကလေးကိုကျွန်တော်ရိုက်ဖြစ်သွားတာပါဟောသူလည်းပြောမယ်ဆိုရင်တော့ပူလောင်ခြင်းပေါ့နော်ဆိုတော့ဒါ ချစ်ချင်းနဲ့ပျော်ရွှင်နေတာမဟုတ်ရင်တော့ပူလောင်တာပဲပေါ့နော်ဟုတ်လားဘာလို့ဆိုဒီစကားထဲမှာအလွန်အဆွေးရလို့တော့မပါဘူးเนาะဆိုတဲ့အခါကျတော့ဒါပျော်ရွှင်စရာလည်းသိပ်မရှိဘူးဆိုတဲ့အခါကျတော့ဒါသူတို့သူတို့ခံစားရတာတယောက်နဲ့တယောက်ဟလာဒီမာနာတွေပြိုင်နေတယောက်တယောက်အလျှော့မပေးဘူးသူတို့နေနဲ့ဟလာကိုအတ္တကိုပဲကိုဆွဲထားတဲ့ခါကျတော့သူတို့ကိုယ်တိုင်ပဲပူလောင်တာပေါ့နော် ကျွန်တော်ခေါ်ရဆိုတာဒီပထမမှာကျွန်တော်ကဟိုဘလကောမလဲဒီဒီဟိဘလီကနေပြီးတော့ကျွန်တော်တို့ဟိုဓာတ်ပုံလေးတွေအရင်ပြရတယ်လေအဲဓာတ်ပုံလေးတွေပြရတဲ့ဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့ကျွန်တော်အဲဓာတ်ပုံကိုကြည့်ပြီးတော့ကျွန်တော်သူ့ကိုခေါ်လိုက်တာပေါ့သူ့ရဲ့အဲတေးဥဆောင်ချက်ကလေးတွေကိုလည်းဟိဘလီကနေပြီးတော့ပြတာပေါ့နော်ပြတဲ့အခါကျတော့ဒါသူ့အနေနဲ့သူဘာဖြစ်လို့ဆိုတော့သူက တကယ်ပြောမယ်ဆိုလို့ရှိရင်သူဒီအိမ်အောင်မကြခင်အထီမှာအဲ့ဒီကလေးอ่ะအဲ့ဒီကောင်လေးอ่ะဒီဟာဦးဆိုတဲ့ကောင်လေးอ่ะသူကမမဘွားလေးကိုနော်ဆိုတဲ့ခါကျတော့သူကအရန်ဟိုကလေးလူမျိုးလေးနဲ့သွားတယ်သူ့အမေကိုသူချွဲနေတာအဲ့ဒီကနေပြီးတော့မထင်မဲနဲ့သူကရုတ်တရက်ကြီးအိမ်အောင်ကြသွားတာနော်ဥစားသူ့မိဘတွေကိုနိုင်ရလဲအဲဘာမှဟုတ်ဟလာငါသား အဲအိမ်တော်ပြုတော့ဟဲ့ဆိုပြီးတော့ပေါ့နော်အိမ်တော်ပြုဖို့အရွယ်ရောက်ပြီဆိုပြီးတော့မမြင်သေးတာဘာလို့ဆိုဇလန်နဲ့မှဆိုလို့ရှိရင် तू ကအိမ်တော်ကြတာသူ၁၀ရမ်းပဲရှိသေးတယ်အဲ့ဒီအချိန်မှာ तू မိမယူလိုက်တာနော်ဆိုတဲ့အတွက်ကြောင့်မလို့ဒါတကယ် तू ကချွဲလို့ကောင်းတော့လေးမှာ तू ကအိမ်အိမ်တော်နေပါလေကြပြီးတော့ဟိုမှာလူကြီးတစ်ဝက်ဖြစ်သွားတာပေါ့နော်ဆိုတော့ရှင်းပြလို့ရှိရင်ဘာလဲဆိုတော့ဟို သူတို့အိမ်တော်ပြုတဲ့အသက်အရွယ်မှာမကျွဲမဖြစ်သေးတာလည်းပါတာပေါ့ကျွန်တော်မကျွဲမဖြစ်သေးတဲ့အရွယ်မှာအဲအိမ်တော်ကြကြတယ်မိဘတွေအနေနဲ့ကလည်းဘာမှဟလာအဲငါသားသမီးကိုအိမ်တော်ပြုပေးတော့မယ်ဆိုတော့အဲစိတ်ပြင်းစင်ခြင်းမရှိဘဲနဲ့ရုတ်တရက်ကြီးဟလာဟိုတားဟိုတားမိမရသွားတဲ့ခါကျတော့အမေတယောက်အနေနဲ့နှမျောနေတာပေါ့နော်သူ့သားကိုသူနှမျောနေဟဲ့ငါသားလေးငါတော့ချစ်မွားသေးဘူးဟုတ်လားနော်ဒီကလေးလေးက အခုချိန်ကျတော့အော်အိမ်ဆောင်တွေပါတယ်ကြမိန်းမတွေပါတယ်ရပြီးတော့တော့ဟိုသူသူ့မိန်းမနဲ့ပဲဟိုစာတဘူးဘူးဖြစ်နေတဲ့ခါကျတော့သူ့မိလည်းခံစားရတာပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့အဲစလာရဲပဲပြောအောင်လို့အတူပြောပြောပြောတော့ပြောရတာပေါ့နော်ဒီဟာဆိုတော့ဒီ character မလွတ်ဖို့အတွက်ကိုတော့ဒါ အမြဲအဥစားပေါ့နော်ကိုကဝိုင်းထိမ့်မေးရတာပေါ့อืมဓာတ်ပုံကြည့်ပြီးတော့ရွေးလိုက်ပြီးတော့သူ့ဟို casting ခေါ်သေးတယ်လေဓာတ်ပုံကြည့်ရွေးပြီးတော့တန်းရိုက်တာမဟုတ်ဘူးဓာတ်ပုံကြည့်ရွေးပြီးတော့ casting ခေါ်လိုက်သေးတယ် casting ခေါ်ပြီးတော့အဲ့ဒီထဲမှာပါတဲ့အဲ့လိုဥစား၅စင်းလောက်ကိုထုတ်ပြီးတော့သူ့တရုတ်ဆောင်ခိုင်းတာပေါ့နော်အဲ့ဆိုအဲ့မှာဆိုကိုအနေနဲ့ကိုကလည်းကြည့်ပြီးတဲ့အချိန်မှာဟလာဒီကလေးကိုငါ train လုပ်လို့ရမယ် ဒီကလေးကိုငါဟိုသင်ပေးလို့ရမယ်ဆိုတဲ့ခါကျတော့တော့ဟိုသူ့ကိုပဲရွေးချယ်လိုက်တာပေါ့အမုန်းမြစ်ကိုလို့ဟိုစပေါ့နော်ပရိသတ်တွေအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အခုလို့ Facebook ဒီမှာလည်းပေါ့နော်ကောင်းတဲ့ comment လေးတွေနဲ့အားပေးတာမကြည့်ခင်ရတယ်ကောင်းတဲ့ comment လေးနဲ့အားပေးတာမြင်တဲ့အတွက်လည်း ဟလာကျွန်တော်တို့ဖန်တီးတဲ့သူတွေအနေနဲ့လည်းအားတက်ပါတယ်အဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဒီစကားလေးကိုကြည့်ရှုတဲ့အခါကျရင်လည်းနော်ဟိုဟာအဲဘလကောမလဲအဲရိုးရိုးအပျော်ကြည့်မဟုတ်ပဲနဲ့ပေါ့နော်စိတ်ခံစားချက်တွေနဲ့အဲတေးဥဆောင်ထားတာတွေကိုတွေ့ရမယ်တကယ်ဟိုဟလာခက်ခက်မှဆိုရင်လည်းခက်ခက်မှကိုပဲမြင်ပြီးတော့ဟလာဝိညာဉ်ပုံနိုင်ဆိုတော့ပျောက်သွားမယ်နော်ဒေါတင်နေဆိုးဆိုရင်လည်းဒေါတင်နေဆိုးကိုပဲ မြင်ပြီးတော့မျက်ကင်သိအောင်ဆိုတာပျောက်သွားမယ်ပေါ့နော်အဲ့ဒီရုပ်ဆောင်ဒီဘိုင်းလေးမှာလည်းကြိုးစားထားပါတယ်ကျွန်တော်တို့အားလုံးလည်းကြိုးစားထားတဲ့အတွက်အဲကြီးစုအားပေးကြပါလို့ပဲပြောချင်ပါတယ်ဟုတ်